လိုင်သားရမှာအရင်မိုးနေတဲ့ခင်ဘိုးကိုဇနီးဖြစ်သူကလေဘင်းကိုကျိုးနဲ့ရစ်ပတ်ပြီးတော့တပ်ဖြတ်မှုဖြစ်ပွားခဲ့ပါလေရန်ကုန်တိုင်းဒေသကြီးလိုင်သားရမြို့နယ်အမှတ်၁ရပ်ကွက်ဘိုတာယာလမ်းမှာပြီးခဲ့တဲ့ဂျွန်လ9ရက်နေ့ညပိုင်းကမျိုးသားတူဦးကဦးနောက်သွေးကြောပြတ်သေးဆုံးတဲ့ဆိုပြီးစေယုံပူရာကလူတက်မှုဖြစ်နေတာကို စုံစမ်းစစ်ဆေးပေါ်ပေါက်ခဲ့လို့သိရပါတယ်။နိုင်သားရတရက်ကွယ်အမှတ်404အဆောင်မှာအမျိုးသားဒူးဟာအုံနောက်သွေးကြောပြတ်သေးဆုံးလည်းဆိုပြီးပရိုက်တာဖွဲ့တွေကအလောင်းလာယူပြီးနိုင်သားစေုံကရင်ခွင်ရုံကိုပို့ပေးခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ဇွန်လ10ရက်နေ့မနက်မှာစေုံကရင်ခွဲစစ်ဆေးခဲ့ဆရာဝန်ရဲ့စစ်ဆေးချက်အဖြစ်ရတော့လေဘင်းမှာဂျိုးအရာရင်ပတ်မှာကုတ်ချစ်အရာတွေတွေ့လို့လူတက်မှုဆိုတာကိုသိခဲ့ရလို့ဆိုပါလေ။ဆေးုံကလောင်းဆရာကနေလေဘင်းမှာဂျိုးချီတဲ့အရာနဲ့ ရင်ဘတ်ကုတ်ချစ်အရာတွေကိုတွေ့တာပါအဲ့ဒါလည်းပဲရေစကန်အကြောင်းကြားပြီးလိုက်စစ်ရာကနေသူ့မိမကတက်လိုက်တာဖြစ်နေပါတယ်လို့ဒေသခံတူကပြောပါတယ်သေဆုံးသူဟာအရက်ကိုနေ့တိုင်းတောက်ပြီးတော့သူ့ရဲ့အမျိုးသမီးကိုလည်းနေ့တိုင်းအနမ်းကျင့်ပါတယ်အဲ့ဒီနေ့ကရက်မူဘီရိုက်နှက်ရာကနေအမျိုးသမီးဖြစ်သူကနိုင်လုံးကျိုးနဲ့လက်ပင်ကိုခြေပြီးတော့နှစ်တက်ခဲ့ရလို့သိရပါတယ်သေဆုံးသူရဲ့အမျိုးသမီးဖြစ်သူကအဆိုပါအမျိုးသားကိုသေဆုံးမှလက်ပင်မှာကျိုးချီထားရကနေလှုပ်ပေးခဲ့တာဖြစ်ပြီး အဝင်းကျင်ကိုသူ့အောင်ကြားအုံနောက်သွေးကြောပြတ်ပြီးတေဆုံးသွားရဆိုပြီးအကူကြီးတောင်းခဲ့တာလို့ဆိုပါတယ်။မြင်းရန်သူ့မိမကိုမူးလာရင်ရိုက်နှက်တာရှိပါတယ်။သူ့မိမကမခံနိုင်တော့မှအခုလိုလှုပ်တာပါ။အုံနောက်သွေးကြောပြတ်တယ်ပြောတော့အကုန်လုံးကယုံကြပါတယ်။ရတမားဆိုတော့တိတ်ပြီးတော့လည်းအခုလိုဖြစ်မယ်မထင်ဘူး။ပရိုက်တာအဖွဲကားခေါ်ပြီးတော့စေယုံပို့ကြတာပါလို့လည်းဒေသခံသူကပြောပါတယ်။တေဆုံးသူဟာအသက်26နှစ်အရွယ်မောင်ခတ်ဆွေဖြစ်ပြီး အဲ့ဒီနေ့မနက်9:00ခန်းကမှာတော့ရင်ခွင်းစစ်ဆေးရကနေအခုလိုပဲမှုမှန်ပေါ်ခဲ့တာဖြစ်ပါတယ်။ဇနီးဖြစ်သူက အသက်24နှစ်အရွယ်မတ်ယွန်းနေဒီဝေလို့သိရပြီးသူ့ယောက်ျားကိုသူကိုယ်တိုင်ကြိုးဝင်းဆွတ်ပြီးတော့တတ်ခဲ့တာလို့ဝန်ခံထားရလို့လည်းစုံစမ်းသိရှိရပါတယ်။